အားလုံးမင်္ဂလာပါခင်ဗျာယနေ့19ရက်ကျော်လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနီးအဖြစ်အချင်းပြည်နယ်ဗမော်ဒေသနဲ့ဆက်ဆက်တဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ကြရအောင်ဗျာဇွန်လ19ရက်နေ့ယနေ့နေ့လယ်ပိုင်းအချိန်တုန်းကမြေကောင်စစ်ကြောင်းကဗမော်မြို့မင်းလာရက်ွက်အတွင်းကိုဝင်ရောက်ပြီးတော့နေပြည်ရှင်းလင်းတဲ့အခါမှာအကြမ်းဖက် KIA ဗရက်အဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်တွင်မှာရန်သူကစုတ်ခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကရန်သူနောက်ကိုထက်ကြမကွာလိုက်လံရှင်းလင်းလျက်ရှိရမှာတော့မိမိဘက်ကထိခိုက်မှုမရှိဘဲအကျိုးအမြတ်ရလက်နေရဖြင့်ရန်သူတန်ကအကြမ်းဖက် KIA ဗရက်အလောင်း၃လောင်းလက်နက်မျိုးစုံ၃လက် GN ကြီးစံများဘုံဒီများကြီးကအင်းကြီးနဲ့အုတ်ထုံများသိမ်းပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့အခုနောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ ဇွန်လ17ရက်နေ့နေ့လယ်ပိုင်းအချိန်တုန်းကရောင်ဖြူမြို့နယ်ပြိုင်စစ်ကြီးရွာအနီးမှာနေမြေရှင်းလင်းနေတဲ့မြမတက်မတော်စစ်ကြောင်းများနဲ့အကြမ်းဖက်အေအေတောင်းရန်သူတပုံများယာယီစခန်းတစ်ခုကို တွေ့ရှိတာကြောင့်ဝင်ရောက်စီးနှင်သိမ်းပိုက်တဲ့အခါမှာတော့ရန်သူဟာအထိနာပြီးအလောင်းများဆွဲ၍တပြေးဆုတ်ခွာသွားခဲ့ပြီးမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလက်အနေအဖြစ်ရန်သူထံက လက်နက်မျိုးစုံ73လက်တိုက်80တနက်6လက် M23 စကလေးတလက်တရုတ်ဆက်လက်တလက် M79 တနက်တလက် RPG လောင်ချာတလက် MV တနက်3လက်ကြီးမျိုးစုံ100ခန့်ကြီးအိမ်မျိုးစုံ24ခုဘဝိုင်းတစ်ခုပြစ်ချင်း23ရင်းဆက်သွေးမြောင်များကို တွေးရှိ သိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါရွှေဘုံမြို့နယ် တန်ကန်းရွာအနီးမှာတော့အကျမ်းဖတ်ဗဒတ်နဲ့ KIA တို့လှုပ်ရှားနေတာကြောင့်မြမတက်မတော်နဲ့တိုက်ပွဲဖြစ်ပွားလျက်ရှီချောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ရှမ်းမြောက်ဒေသနောင်ချိုနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ16ရက်နေ့နေ့လယ်ပိုင်းအချိန်တုန်းကနောင်ချိုမြို့နယ်ရေမောင်းတန်းရွာအနီးဝန်းကျင်မှာအကျမ်းဖတ် DNA လေးတပုံများနဲ့ မြမတက်မတော်စစ်ကြောင်းတို့ထိတွေ့တိုက်ပွဲ၃ညဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်တွင်မှရန်သူဟာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကစစ်တီတို့ဂျောင်းဒီဒံယာနှင်းငယ်ရရှိပြီးတော့ရန်သူတန်းကအကျိုးမြတ်ရလက်နေရဖြင့်အကြံဘက်တရားလေးနှလုံးတန်း80တိသနက်3လက်ကြီးအိမ်9ခု G 180ခန်းလက်ပြဘုံ6လုံးအိနာကဘုံဒီ25လုံး RPG ဘုံဒီ3လုံးကျောဖို့အေးကြီးကယူနီဖောင်းမြန်30ရမိခဲ့ကြောင်းပါခင်ဗျာ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့ကိုရွှေမျိုးဝင်းရေးသားတဲ့ယနေ့မြောက်မောက်ကဘာမှာအီရန်နဲ့အစ္စရေးဖြစ်ပွားနေတဲ့စီးရဲအခြေအနေနဲ့ပတ်သက်ပြီးတော့ရေးသားထားတဲ့မိုးလန်းလေလန်းဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ထရိုင်ရဲ့အီရန်ကိုကျွင်းမဲ့လက်နက်ချဖို့သတိပေးလိုက်တဲ့စကားသင်ကကဘာကြီးအတွက်ထိတ်လန့်စရာ ဖြစ်သွားရပါတယ်အမေရိကန်တွေတကယ်ဝင်တိုက်ရင်အီရန်ပျောက်ကွယ်သွားမလားတတိယကဘာစီကြီးဖြစ်လာမလားဆိုပြီး စိုးရိမ်စရာဖြစ်လာရတာပေါ့လေမီဒီယာမျိုးမျိုးကနေသူ့ဘက်ကိုယ့်ဘက်အနိုင်လူပြောနေကြသလိုအဖြစ်မှန်တွေနဲ့ယုတ်တိကင်းနေတာလဲတွေ့နေကြရပါတယ်အီရန်ရဲ့ဝေဟင်ကိုအလုံးစုံထိန်းချုပ်ထားပြီလို့အမေရိကန်က ထုတ်ပြန်ထားတယ်ဒီချိန်မှာပဲတရုတ်ကိုအီရန်အားမထောက်ခံဖို့မထောက်ပံ့ပေးဖို့အမေရိကန်ကမေတ္တာရက်ခံတဲ့ဘာကြောင့်လဲဆိုတော့တရုတ်ကကုန်တင်လေယာဉ်ကြီးတွေနဲ့အီရန်ကိုလက်နက်တွေအဆက်မပြတ်ပို့နေလို့တဲ့ ဝိဟင်ကိုအမှန်တကယ်စွန့်မှုထားရင်အယုတ်ဘယ်လိုဝင်လို့ရမလဲတွေ့ကြည့်ပါ လေကားအစုံ40နဲ့ဒုံးမြန်2000လောလောဆယ်တရုတ်ကပေးထားတယ်ပေါက်ကွဲအလွန်ပြင်းထန်တဲ့ဒီ16ဒုံးမြန်အမျိုးအစားတွေလည်းပါတဲ့အီရန်ကောင်းဆောင်ကတော့ယခုပြစ်နေတာကသတိပေးတဲ့အဆင့်ပဲရှိသေးတယ်နောက်ထပ်ဒဏ်ခတ်ဆုံးမတဲ့ပြစ်ချက်အကြီးကြီးတွေလာအောင်မတဲ့ဒီကနေပြစ်ပြနေတဲ့ hypersonic ဒုံးမြန်ကိုတော့ကာဝယ်လို့မရတဲ့အထက် သို့တဲ့အများကြီးတန်လွန်ပြင်းထန်တဲ့ ballistic missile အတန်လွန်ဒုံထက်လာမယ်ဆိုပဲလောလောဆယ်ပြင့်နေတာတွေကဒိတ်လွန်တွေကိုကိုတော်ရှင်းနေတာတဲ့မြေအောင် missile မျိုးတော်တွေကအသည့်အသည့်သောဒုံတွေမပါသေးဘူးလို့ကြုံဝါထားပါတယ်ကမ္ဘာပေါ်မှာ hypersonic ဒုံကိုရုရှားတရုတ်မြောက်ကိုရီးယားနဲ့အီရန်တို့ပဲလက်တွေ့ပြပြနိုင်သေးတာမို့ပေါ်ဆန်းစားတော့တွက်လို့မရပါဘူးအစ္စရေးဘက်ကတော့လေကြောင်းအသာစီရထားပါတယ် F35 အပြစ်ခံရတာလဲ၅စီးရှိပြီလို့အီရန်ကထုတ်ပြန်ထားပါတယ် F400 F500 လေကမရှိသေးတဲ့အီရန်ကဘလို့ပြစ်ချတယ်လဲတော့မသိပါဘူးဟုတ်ချင်လဲဟုတ်မယ်ဟုတ်ချင်မှလဲဟုတ်ပါမယ်အစ္စရေးအတွက်အခက်အခဲတစ်ခုတွေ့လာရပါတယ်ပထမအချက်ကအီရန်ဒုံးတွေကိုမကာကွယ်နိုင်တာပါပဲဒုံးခွင်းဒုံးအရေးအတွက်လဲနေဝလာနေလို့ရုတ်ချီမဖြစ်နိုင်တဲ့အခက်အခဲဖြစ်နေရပါတယ်နောက်တစ်ချက်က တိုက်စစ်အတွက်အီရန်ကိုဖြိုချရမှာအပေါ်ယံအဆောက်အုံတွေပဲဖြိုဖျက်နိုင်တဲ့ပြဿနာဖြစ်ပါတယ်။မြောက်ကအီရန်ပိုင်းလက်နက်တွေကိုအစ္စရေးဘုံတွေမထိုးပေါက်နိုင်ပါဘူး။ပေ300နှစ်တိတိုးဝင်ဖောက်ခွဲနိုင်တဲ့ဘုံကအမေရိကန်ပဲသုံးနိုင်တာပါ။ပေါင်300အလေးချင်းရှိတဲ့အဲ့ဒီဘုံကိုဘယ်နိုင်ငံကမှမယောင်းတဲ့ B2 ဘုံကျဲလေနဲ့သေယူအသုံးပြုမှသာရနိုင်တာမို့အမေရိကန်က တိုက်ပွဲဝင်ဖို့အတံပေးလာတာလို့ယူဆမိပါတယ်။မြေောက်ကဒုံးတွေဖြည့်စည်းခံရရင်တော့အီရန်လည်းအတောင်ကျိုးငှက်ပမာဖြည့်ရမှာပါ။စစ်တဲကိုဝင်တိုက်ဖို့ဆိုရင်ထရန်တူရဲ့သဘောထားနဲ့မရပါဘူး။လွတ်တော်ရဲ့ခွင့်ပြုချက်လိုပါတယ်။မဲခွန်ရင်ထွက်လာမယ့်အဖြေကသာအဒီဖြစ်ပါမယ်။ဒါငါတို့စစ်ပွဲမဟုတ်ဘူးဆိုတဲ့အမေရိကန်တွေလည်းများပြားလာနေပါတယ်။အမေရိကန်ဝင်ပါလာရင်ရုရှားနဲ့တရုတ်တို့ကတော့ထကကြပါလိမ့်မယ်။ စစ်နွန်ဆိုတာဂျုံပြင်းရင်နှုတ်ရခက်ခဲတာသူတို့သိလို့ပါပဲအမေရိကန်ဝင်ပါတိုင်းလဲနိုင်တာမဟုတ်ကြောင်းဗီယက်နမ်ကိုရီးယားပြည်တွင်းစစ်နဲ့အာဖဂန်နစ္စတန်တို့ကသက်သေပြတ်ထန်းပြီးဖြစ်လို့ပါပဲအစ္စရေးအတွက်တော့နေမြေကြီးမြောင်းချင်းဆိုတဲ့အကန့်အသတ်အောက်မှာအကြက်တဲတွေ့နေရတယ်လို့ယူဆမိပါတယ်ပြီးခဲ့တဲ့စစ်ပွဲတွေနဲ့လုံးဝမတူညီတဲ့ခစ်လွန်စစ်ပွဲကြီးကိုလက်ရည်တူချင်းတွေ့ကြရတာပါအီရန်ဟာဟစ်ဘိုလာဟူသီတို့လိုအကြမ်းဖက်အဖွဲ့မဟုတ်ပဲ စစ်ပွဲအတွက်ပြင်ဆင်မှုကိုနှစ်ပေါင်းများစွာဆောင်ရွက်လာကြောင်းစစ်ပွဲဥကာလမှာပြသနိုင်ခဲ့ပါတယ်။ဒါကြောင့်လဲပေါ့ပေါ့ဆာဆာတွက်လို့မရဘူးလို့ဆိုခဲ့တာပါ။ထရန့်ကတော့သူ့ထုံးစံအတိုင်းဟောက်စားလုပ်ပြထားပါပြီ။ထရန့်ရဲ့အာဏာချက်ကဟောက်စားလုပ်လို့မရရင်မျက်နှာပြောင်တိုက် နောက်ပြန်ပြေးတတ်တဲ့အကျင့်ပါပဲ။ပုံတော်ရွေးစစ်ပွဲကိုကြည့်ပါ။သူစကားကို အတီးယူမိရင်ယူသွားနိုင်ပါတယ်။ ကဗန်ကြီးက ရာစုနှစ်နဲ့ချီပြီးမိမရမဲ့အံအားတင့်စရာ လာပါလေအောင်ပဲဆိုတဲ့ခါမီနီရဲ့လေတံကတော့အမှုမြဘုံကိုဘင်ကုထိုင်ထားပြီးဆိုတဲ့လေတံပေါက်နေတာကတော့အမှန်ပါပဲ။ဘာပဲပြောပြောငိမ့်ချန်းစွာ အတူနေထိုင်ရေးလမ်းကြောင်းကို အချိန်မီရွေးချယ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်။ကိုရွှေမျိုးဝင်း။ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ဆရာအနိုင်သူဇွဲကပင်ရေးသားတဲ့ မွဲစည်းဖော်တဲ့နိုင်ငံရေးဗီဇဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ။ထိုင်းမှာဘုံအွန်ရင်တို့ပြန်လာမလားဆိုပြီးယင်တမမနဲ့စောင့်ကြည့်နေကြရတယ်။အကယ်၍ဘုံအွန်ရင်ပြန်လာရင် ထိုင်းပြည်သူတွေကမြန်မာတွေလိုပဲဆန္ဒပြကြအောင်မလားဆိုတာကိုစိတ်ဝင်စားမိတယ်။ဒုတိယအဆင့်အနေနဲ့ထိုင်းပြည်သူတွေဆန္ဒပြရင်ထိုင်းစစ်အစိုးရကဖြိုခွင်းနှိမ်နှင်းမလားဆိုတာကိုလည်းစိတ်ဝင်စားမိပါတယ်။တရားစင်အနေနဲ့အကြွေများ ထိုင်းစီဆိုရရဲ့စနပြနှိမ်နှမှုအပေါ်မကျေနပ်လို့ဆိုပြီးထိုင်းလူငယ်တွေရောမြန်မာမာလိုပဲတောခိုကလက်နက်ကင်တော်လန်ကြအောင်မလားဆိုတာကိုလည်းစိတ်ဝင်စားမိပြန်ပါတယ်ပရမအစင်းနဲ့ဒုတိယအစင်းကတော့ကဘာမှာဖြစ်လိဖြစ်တတ်ရှိတဲ့သဘာဝမျိုးဖြစ်လာမှာကတော့သိကြပါတယ်ပုံနှွေးနှွေးအမေရိကန်မှာတောင်လူသန်းနဲ့ကြီးဆန္ဒပြခဲ့သလိုအစိုးရကလည်းမရင်းတက်တောင်ခေါ်ပြီးပြင်းပြင်းထန်ထန် နှိတ်ကွန်နှိမ်နှင်းခဲ့ပြီးပါပြီလက်နက်တွေအလွယ်တကူဝယ်လို့ရတဲ့အမေရိကန်မှာတောင် ဖြစ်မလာပဲမြန်မာမှာဘာလို့တတရအဆင့်ထိရောက်အောင်သွားကြသလဲဆိုတာစိတ်ဝင်တစားနဲ့လေ့လာကြည့်မိပါတယ်အဓိကတော့နာဂန်လိုစိတ်မရှိပဲတော်လန်အာခန်လိုစိတ်ရှိတဲ့မြန်မာတွေရဲ့ထူးထူးခြားခြားနိုင်ငံရေးဗီဇကြောင့်ဖြစ်ရတာလို့သုံးသပ်မိပါတယ်အင်္ဂလိပ်တွေကမြန်မာတွေရဲ့လေတိုက်တိုင်းတော်လန်လိုတဲ့ဇယိုက်ကြောင့် မြမပြည်ကိုသူတို့အုပ်ချုပ်ရတာမမြတ်ဘူးရှုံးတယ်လို့ညှိတွန်းဘူးပါလေဦးစောကခြာကြီးကိုလွတ်လပ်ရေးပေးဖို့အင်္ဂလာမှာသွားပြောတော့ငါတို့လွတ်လပ်ရေးပေးရင်မင်းတို့အချင်းချင်းခြာပြီးပြည်တွင်းစီကြီးဖြစ်လိမ့်မယ်လို့ပြောဘူးတယ်ဒီစကားကဒီနေ့တိုင်မှန်နေသေးတာတွေ့ရပါတယ်အများစုကတော့လက်နက်ကင်တော်လန်ရေးဟာတရားမျှတမှုမရှိလို့ဖြစ်ရတာဆိုပြီးအလွယ်တကူမှတ်ချက်ချလိရှိပါတယ်ဒါပေမဲ့တရားမျှတမှုမရှိတာ ကျွန်တော်တို့တနိုင်ငံတည်းလားဆိုပြီးမေးစရာ ရှိပါတယ်ကျွန်တော်အမြဲပြောဘူးရေးဘူးပါတယ်အိန္ဒိယဇက်နိဇက်မြင့်ခွဲကြတာမတရားလို့ဆိုပြီးမတော်လန့်ကြဘူးအယုံမှာဝီဂါမွတ်စလင်တွေကို မတရားဖိနှိပ်လို့မတရားဘူးဆိုပြီးတော့လဲတော်လန့်တာမကြဘူးဘူးစင်ကာပူမှာတမာဒီအာနာရှင်အုပ်ချုပ်လို့ဆိုပြီးတော်လန့်တာမကြဘူးသလိုရုရှားမှာဒီမိုကရေစီမရလို့ဆိုပြီးဘယ်သူမှလဲတော်လန့်တာမကြဘူးပါဘူးမြမပြည်တပြည်ပဲဖြစ်နေတာ ဆိုတော့ပြောကျင်တာမြန်မာတွေတော်လန်ကြတာဟာနိုင်ငံရေးဗီဇကြောင့်ပဲဒီနိုင်ငံရေးဗီဇကလည်းနေချင်းညာချင်းပေါ်လာတာမဟုတ်ဘူးပရိသတ်ခေတ်ထဲကအာနာနိုင်ငံရေးအမြင့်တွေ့လာခဲ့တယ်လွတ်လပ်ရေးကြိုးမမှုတမိုင်းမှာလက်နက်ကန်ပြီးရယူခဲ့တယ်ဆိုတဲ့နိုင်ငံရေးဒလိအမားကြီးကလည်းကာလရှည်ကြစွာ အမြင့်တွေ့ခဲ့တယ်လွတ်လပ်ရေးရပြန်တော့လဲဒီစဲအစိုးရနဲ့တပ်မတော်ကိုပုံကန်တော်လှန်ရင် နိုင်ငံရေးဖြစ်တယ်ဆိုတော့ဒလိအမားကြီးကိုဆွဲကင်ခဲ့တဲ့အကျိုးဆက်ပဲဒါကြောင့်ဒီနိုင်ငံရေးဗီဇကိုမပြေနိုင်ရင်ဆက်မွဲပါလိမ့်အောင်မယ်လို့ပြောကျင်ပါတယ်အောင်နိုင်သူဇွဲကပင်ဟုတ်ကဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe comment လေးနဲ့အားပေးလိုက်ကြပါဦးခင်ဗျာမိတ်ဆွေများရဲ့ထင်းမြင်ယူဆချက်များကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာ ရေးသားနိုင်မှာကြောင်းလေးစားစွာဖြင့်တင်ပြလိုက်ရပါတယ်